ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်30ကြိမ်မှာဒီကီ3လုံးတင်ပေးတွားပြီးပြီပေါ့နော်23မြို့တင်ပေးထားတယ်ကီကကျွန်တော်တူနေတာပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နောက်ထပ်ဒီကီ2မြို့ထပ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရင်ဆုံး20နောက်တမျိုးပေါ့နော်20နံပါတ်8ကိုရင်ဆုံးလေးလာကြည့်အောင်လားခင်ဗျာဒီ3ညာနဲ့6ညာဒီ9နဲ့ပေါ့နော်ဒီအနီအောင်ချေထားတဲ့ ကနန်း၃လုံးပေါင်းရမှာဖြစ်ပါတယ်ဗောနော်ဒါဆိုရင်တော်များ၆၅ပေါင်းတော့ဆက်တင်ရတယ်ဗောနော်ကျွန်တော်ပါဝါနခကီးတွဲယူมาဖြစ်ပါတယ်ဆိုတော့တင်းရဲ့ပါဝါက၆တင်းရဲ့နခကချစ်ဖြစ်ပါတယ်ဗောနော်တင်းရှောင်းရှဲအတီကီး၃လုံးထဲကသူချပေးတော့တာကဒီရှောင်းရှောင်းငားပြီးတော့၉ရှောင်းနေဖြစ်ပါတယ်ခင်ဗျာရှောင်းရှောင်းငားပြီးတော့၉ရှောင်းနေဆိုတဲ့အတွက်အတီကီးတင်းရှောင်းရှစ်ထဲက၆တလုံးအလဲထိုင်နေရကဖြစ်ပါတယ် โอเคဒီနေ့အတိုင်းပဲထပ်ပြီးသွားမယ်ပေါ့နော်ဒီကိုရှောင်းနေ့တပင်ကနေထပ်ပြီးလေ့လာကြည့်အောင်ဒီအပေါ်က6နဲ့6နဲ့ပေါင်းပြီးတော့ဒီနေ့နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်6နဲ့6ပေါင်းရှင်းက7နဲ့ရတယ်ပေါ့နော်နေ့နဲ့ထပ်ပေါင်းတော့၄၄ရပါပါဒီကို၄ရနှစ်ခါနှစ်၄ကိုနေ့အထီးကီး3လုံးမှာကိုရှောင်းနေပြီးတော့3ည၄၄ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကီး၄တလုံးကအလေနဲ့အပိတ်နေရာမှာခြာပေးသွားတယ်ပေါ့နော် โอเคနောက်ထပ်တုံညာလေးလေးတပြင်ကနေထပ်ပြီးလေးလေးလာကြည့်မယ်ပေါ့နော်ဒီ664ပေါင်းမရမှာဖြစ်ပါတယ်6နဲ့6ပေါင်း7နည်းနဲ့4ပေါင်းချင်း6ရတဲ့အတွက်ကြောင့်မို့6ရဲ့ပါဝါနက္ခတ်ယူမှာဖြစ်ပါတယ်6ရဲ့ပါဝါကတင်း6ရဲ့နက္ခတ်က9ဆိုတဲ့အတွက်ကြောင့်မို့6 9ကီ3လုံးရတယ်ပေါ့နော်တုံညာလေးလေးပြီးတော့နည်းနည်းတစ်ချပေးသွားတာဖြစ်ပါတယ်ဒီကီအနေနဲ့ကတည်တလုံးအပိတ်ညာကဖြစ်ပါတယ်ခင်ဗျာ 6 4 1ကိုထပ်ပေါင်းပေးရမှာဖြစ်တယ်ဗောနော6နဲ့4ပေါင်း30တိတလုံးကြံနေအတွက်တိကေနာကို1ရက်ပါဝါ6တိရက်နှခါက6တိ6 8အထီးကီ3လုံးရတယ်ဗောနော်နင်းနေတည်ပြီးတော့8 4 3ဖြစ်ပါတယ်အထီးကီအနေနဲ့က8တလုံးထိတ်စီးနေရကခြားပေးသွားတာဖြစ်ပါတယ်โอเคဒီ၄ရက်၄ရက်၃ရက်ထပ်ပေါင်းပေးမယ်ဗောနော် ။ဒါဆိုရင်ကျွန်တော်၄နဲ့နှစ်ပေါင်းချင်းဒီ6 6နဲ့3ပေါင်းချင်း900ရာလေးပေါ့နော်။900ရဲ့ပါဝါက၄900ရဲ့နှက်ခတ်က6ဆိုတဲ့အတွက်ကိုလေးချောင်းအထီးကီး၃လုံးရမှာဖြစ်ပါတယ်ခင်ဗျာကိုလေးချောင်းကီးမှာရှစ်လေးသုံးပြီးတော့ရှစ်ချောင်းသုံးချပေးသွားတယ်ဗောနော် အထီးကီးအနေနဲ့ကိုလေးချောင်းထဲက၆လုံးအလဲထဲနေရာကဖြစ်ပါတယ် နေလေး3ကိုပေါင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာနေနဲ့လေးပေါင်းချင်း6 6နဲ့3ပေါင်း9 9လေး6အထီးကီးသူပြီးထပ်ပြီးရတယ်ပေါ့နော်6 6 3ပြီးတော့နေ့3ည9ဖြစ်ပါတယ်အထီးကီး3လုံးထဲက9ဒလုံးအပိတ်နေရာကနေ့3ည9ပေါ့နော်နောက်ထပ်တစ်ပြင်ဒီ6ရက်4ရက်4ရက်6ရက်9ရက်ပေါင်းမယ်ပေါ့နော်4 6 9ကနန်း3လုံးပေါင်းတော့900ရတယ်ပေါ့နော်အဲ့ဒီမှာလည်း ကိုလေးရှောက်အထီးကီတုံးလုံးထပ်ရတယ်ဗောနော်နှစ်တုံညာကိုပြီးတော့ခွန်ခွန်ကိုဖြစ်ပါတယ်အထီးကီကိုတလုံးအပိတ်နေရာက ထပ်ပြီးချပေးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်6ရက်3ညာရက်9ရက်ဒီတုံးလုံးပေါင်းတော့ပေါင်းရှင်း15ရာတွေဗောနော်15ကို9ပဲရေးပြီးတော့9ရက်ပါပါ3ညာ9ရက်နှစ်ခါက3ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ9တုံးညာ3အထီးကီ3လုံးမှာ ခွန်၊၃ည၊၃ညဆိုတဲ့အတွက်ကြောင့်မို့အထီးကီး၃ညတလုံးက အလေနဲ့အပိတ်နေရာမှာဖြစ်ပါတယ်ခင်ဗျာ။၃ညခွန်၊၃ညကိုထပ်ပေါင်းတော့ပေါင်းရှင်း9ရာတယ်ပေါ့နော်။9ညပါပါနေ9ညနှစ်ခါက၃ညဖြစ်ပါတယ်ပေါ့နော်။ခွန်နဲ့၃ညကီးဆိုပြီးရတာဖြစ်ပါတယ်။ခွန်၃ည၃ညပြီးတော့နောက်ထပ်တစ်ပြေမှာ 300ဆိုတဲ့အတွက်အတ္တိကိ93များထဲက9တလုံးဟလဲနဲ့အပိတ်နေရာမှာချပေးသွားတာဖြစ်ပါတယ်ခွန်3ညာခွန်ပေါင်းတော့ပေါင်းချင်းဒီ14ရာတွေပေါ့နော်14လေးရပါပါဒီကို၄ရက်နှစ်ခတ်နေ၄၉၄၃ကီတုံးလုံးမှာ၈၉လေးချပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဒီကီတုံးလုံးထက်ကအတီကီလေးတစ်လုံးကအပိတ်နေရာကချပေးသွားခဲ့ပြီးတော့၉လုံးကအလဲနေရာကချပေးသွားတယ်ပေါ့နော် တုံညာခွန်လေးကိုထပ်ပေါင်းတော့ပေါင်းရှင်းဆက်တည်ရတယ်ပေါ့နော်ဆက်တည်ကိုတည့်ရဲ့ဘဝတီချောင်းတည့်ရဲ့နှက်ခတ်ကချစ်ဆိုတဲ့အတွက်တစ်ချောင်းချစ်ကီးတုံးလုံးရတာဖြစ်ပါတယ်963သုံးချပေးသွားတယ်ပေါ့နော် အထီးကြီးအနေနဲ့က6သလုံးအလေထိန်နေရာကဖြစ်ပါတယ်โอเคနောက်ထပ်ခွန်93ကိုထပ်ပေါင်းရမှာဖြစ်ပါတယ်သာဆိုရင်ခွန်ကို3ပေါင်းတော့ပေါင်းရှင်9ရမှာဖြစ်ပါတယ်9 6အထီးကြီးရမယ်ပေါ့နော် ကိုရဲ့ဘာဝဒီလေကိုရဲ့နခတ်6ကိုလေး6ကီ3လုံးထက်က686ပြီးသွားတယ်ခင်ဗျာဒါကြောင့်မို့အထီးကရကတော့6ထိပ်စီဖြစ်ပါလေပေါ့နော်6နေရာက6ထိပ်စီ689ကို6ခွန်ကိုထပ်ပေါင်းရမှာဖြစ်ပါတယ်ကိုနဲ့6ပေါင်းတာ15 9နဲ့ခွန်ပေါင်း7နှစ်နေ့ရဲ့ဘာဝဒီခုနှစ်နေ့ရဲ့နခတ်က၄ဆိုရွဲ့နေ့ခွန်၄ကီ3လုံးထက်ကနေ့နေ့ခွန်6ပြီးသွားတယ်ပေါ့နော် ဲ့ဒီမှာတော့နေရဲ့ခွန်ရဲ့အပြည့်ဖြစ်ပါတယ်။နေခွန်ကီနေနေခွန်ပေါ့နော်။ဒီ6ရှစ်ခုနှစ်ကိုထပ်ပေါင်းတော့ပေါင်းချင်းဆက်တည်ရမယ်ပေါ့နော်။တည်ရတယ်။ဒီ6ရှစ်ကီ3လုံးရမှာဖြစ်ပါတယ်။နေနေခွန်ပြီးတော့3ရှစ်ရှစ်ဖြစ်ပါတယ်။3ရှစ်ရှစ်ဆိုတဲ့အတွက်အထီးကီးက6တလုံးအလဲနဲ့အပိတ်နေရမှာပေါ့နော်။ ီ388တပြားနေထပ်ပြီးလေ့လာကြအောင်၈ရက်၂ရက်၈ရက်ပေါင်းတော့ပေါင်းရှင်း17ဖြစ်ပါတယ်။၈ရက်ပါပါဒီ3 8ရက်ပါပါက3 8ရက်နက်ခက3 83 3 3လုံးထက်က339ရှားပြီးသွားတယ်ပေါ့နော်။အဒီကအနေနဲ့က၃ဒလုံးထိပ်စီးနေတာကခြားပြီးသွားတာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်ဒီ၈ရက်၂ရက်၉ရက်ထပ်ပေါင်းတော့ပေါင်းရှင်းက၁၉ရာတွေပေါ့နော်။၉၁၉၁၈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 ၁ ကိုယ့်ရဲ့ပါပါလေကိုယ့်ရဲ့နှက်ခတ်6ဆိုတဲ့အတွက်ဒီမာတော့ကျွန်တော်ကိုလေးရှောင်းအထီးကီးဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီကီးတလုံးတနည်းဒီကိုရှောင်းနေရနေစားတယ်ဗောနောကိုရှောင်းနေမှာရှောင်းတော်များလေးလေးမှာလေးနေနေတက်မှာတက်ရှစ်လေးတော့မှာရှစ်ရှစ်ရှောင်းတော့မှာရှောင်းနေတော်များကိုမှာကိုကိုတုံညာ3008963 669နိနိခွန်388 3တုံများကို ဒီမာတော့ကျွန်တော်6လေး6အထိကြီးရနေတယ်ပေါ့နော်6လေး6ဘာဝနခကီဖြစ်ပါတယ်6လေး6ရဲ့ဒီဒီမှာ၄တူတယ်ပေါ့နော်6ကဒီမှာတော့၄ပါတာ3ချိန်ရှိတယ်ပေါ့နော်ကျွန်တော်ဒီတော့ဒီ6လေး6ရဲ့8တုံများတည်ရကို တွဲလို့လေးအစဉ်ပြီးမယ်ပေါ့နော်6လေး6ရဲ့8တုံများတည်ကြီးရဲ့တွဲပြီးတော့ brain နဲ့ညီပြီးတော့ ၄ခွန်၃ခုရကြီးရ၃လေး၈ကြီးရထပ်ပြီးတော့အညီလိုရတယ်ပေါ့နော်။ကိုလေး၆ရခြေတုံများတည်ရသွေးသွားမလားပေါ့နော်။ Okay ကျွန်တော်တို့နောက်ထပ်ပေါ့နော်။ဘာဝနှက်ခတ်ယူတဲ့နီးနောက်ထပ်တမျိုးကိုလေ့လာကြည့်အောင်။ဒီတကူကူ၆တုံများ၆ကနေ၆တုံများ၈၆၆ရနေရတဲ့ပင်ကိုလေ့လာကြည့်အောင်ပေါ့နော်။၆၆၅ရှားပြီးတော့တဲ့ပင်ကိုလေ့လာကြည့်မယ်။ဆိုတော့20အရာကြတော့ကျွန်တော် ဒီတေကိုကိုလျှောက်တော့များလျှောက်တဲ့ကတေထိန်နဲ့ဒီကိုနဲ့ပေါင်းပေးရမှာဖြစ်ပါတယ်။တင်းနဲ့ကိုပေါင်းချင်း30ဖြစ်ပါတယ်။တုံညာရဲ့ပါဝါဒီ9အဲ့ဒီတုံညာရဲ့နှက်ခါက9ဆိုတဲ့အတွက်ကြောင့်မို့တုံညာ9ခုကီးဆိုပြီးယူမယ်ပေါ့နော်။ဒီတုံညာ9ခုကီးမှာ9လျှောက်နှစ်ဖြစ်ပါတယ်။9လျှောက်နှစ်ဖြစ်ပါတယ်ပေါ့နော်။9လျှောက်နှစ်အထီးကီးအနေနဲ့က oh sorry ကျွန်တော်အဲ့ဒီမှာ ကိုရှောင်းနေမဟုတ်ဘူးဗောနောရှောင်းရှောင်းငါဖြစ်ပါတယ်ရှောင်းရှောင်းငါရည်မယ်အစားကိုရှောင်းနေရည်မိသွားတယ်ဗောနောပြန်ဖြဲလိုက်မယ်ကျွန်တော်ပြီးကြမှာပြန်ပြန်ရည်မယ်နော်ကျွန်တော်ဒီမှာကိုရရှင်ကမရှောင်းသေးလို့ဗောနောဒါကြောင့်မို့ခဏနေကြမှာထံပြီးရည်မယ်တုံများငါခုန်ကြီးမှာရှောင်းရှောင်းငါငါးသလုံးအပိတ်နေရာကရှားပြီးသွားတယ်ဗောနောကျွန်တော်နောက်ထပ်မှာထပ်ပြီးကြည့်အောင်ဒီရှောင်းရှောင်းငါးတပင်ကနေထပ်ပြီးလေ့လာကြည့်အောင်ရှောင်းနေရှစ်ပေါင်းနာ၁၄လေးရပါပါကိုလေးရနဲ့ခက်ကနေအလေးကိုနေကြည့်မှာ 665ပြီးတော့96ဖြစ်ပါတယ်96ဆိုတဲ့အတွက်အထီးကြီးက9ဒီထိတ်စီနေရာကခြာပေးသွားတယ်နေ့တလုံးကအပိတ်နေရာမှာကီးနှလုံးစလုံးခြာပေးသွားတာဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ပင်ကတော့ဒီနော်တို့ဒီခွန်နဲ့ချင်းနဲ့ထပ်ပေါင်းရတယ်ဗောနောခွန်နဲ့ချင်းနဲ့ထပ်ပေါင်းတော့ function 15ရတာဖြစ်ပါတယ် function ရ15 9ပါဝါ3ည3ညနှခခွန်9 3ညခွန်အထီးကြီးမှာ3ညလေးလေးဖြစ်ပါတယ် ဒါကြောင့်မို့အထီးကိအနေနဲ့တုံများတလုံးထိစီနေရာက ခြားပေးသွားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပင်ကဒီလေးနဲ့နေနဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော်။ဒီလေးနဲ့နေနဲ့ပေါင်းတော့ပေါင်းချင်း600ရတယ်ပေါ့နော်။600ရဲ့ပါဝါဒီတေးဖြစ်ပါတယ်။နောက်ထပ်600ရဲ့နခကို69ကီမှာနေနေတဲ့ခြားပေးသွားတာဖြစ်ပါတယ်။နေနေတဲ့ဆိုတဲ့ပေါင်းတေးကီတုံးလုံးထဲကတေးတလုံးအပိတ်နေရာကဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တစ်ပြင်9နဲ့6နဲ့ထပ်ပေါင်းပြရမှာဖြစ်တယ်ပေါ့နော်9နဲ့6နဲ့ပေါင်းတော့ပေါင်းချင်းဆက်တည်ဖြစ်ပါတယ်တပြင်ချောက်တယ်တယ်ပေါ့နော်တတရပါပါဒီ6တရနှက်ခါကချင်းတ6ရှိကီးမှာနိနေတည်ပြီးတော့143ဖြစ်ပါတယ်143အထီးကြီးအနေနဲ့ကရှင်းတလုံးထိစီနေရတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့တင်ပေးထပ်ပြီးလေ့လာကြအောင်နိနေတည်ပြင်ကနေကျွန်တော်တပင်ကြော်ပြီးထည့်ယူရမှာပါနော် တိခွန်ပေါင်းချင်းရှင်းရတယ်ပေါ့နော်ရှင်းရနှစ်ရှင်းရပါဝါက3ရှင်းရနှစ်ခါက3ရှင်း3ဒီအတိကီ3လုံးထက်ကရှင်းလျှောက်3ရှားပြီးသွားတာဖြစ်ပါတယ်ရှင်းလေး3ပြီးတော့863ပေါ့နော်ဒါကြောင့်မို့အတိကီအနေနဲ့က7တလုံးထိပ်စီးနေရာကရှားပြီးသွားခဲ့ပြီးတော့3တလုံးကအပိနေရာကဖြစ်ပါတယ်โอเคကျွန်တော်ဒီနောက်ထပ်6နဲ့9နဲ့ထပ်ပေါင်းပေးမယ်ပေါ့နော် 6ရက်9ရက်ပေါင်းတော့15ရာတွေပေါ့နော်15ငါရေပါဝါဒုံညာဒုံညာနခခွန်ငါဒုံညာခွန်ကြီးမှာချေလျှောက်သုံးပြီးတော့နေဒုံညာကိုဖြစ်ပါတယ်ခင်ဗျာနေဒုံညာကိုဆိုတဲ့အတွက်အထီးကြီးဒုံညာတလုံးကအလဲထိန်နေရာကဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒုံညာနဲ့ခွန်နဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်ဒုံညာနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်းခွန်ခွန်ရဲ့ပါဝါကနေ ခွန်ရဲပါပါနေခွန်ရဲနခကတုံညာခွန်နစ်တုံညာကီတုံလုံးထက်ကခွန်ခွန်ကိုရှာပြီးတော့တာဖြစ်ပါတယ်အထီးကြီးအနေနဲ့ခွန်နစ်တလုံးကထိတ်စီနဲ့အလေထိန်နေရာမှာဖြစ်ပါတယ်နောက်ထပ်တစ်ပင်ခွန်နဲ့တုံညာနဲ့ထပ်ပေါင်းပြရတာဖြစ်တယ်ပေါ့နော်ခွန်နဲ့တုံညာနဲ့ပေါင်းတော့ခွန်ခွန်နစ်တုံညာကီပဲထပ်ပြီးရမယ်ပေါ့နော်ခွန်နစ်တုံညာကီမှာခွန်ခွန်ကိုပြီးတော့ခွန်တုံညာတုံညာဖြစ်ပါတယ် ။ဒါကြောင့်မို့အဲ့ဒီမှာတော့ထိတ်ဆီးခွန်ရအပိတ်ရခွန်တုံညာတုံညာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒီရှင်းနဲ့ခွန်နဲ့ထပ်ပေါင်းပေးမယ်ပေါ့နော်။ရှစ်ခွန်ပေါင်းတော့ပေါင်းချင်း15ရတယ်။9ရေပါဝါတုံညာတုံညာနှခခွန်ကီးပါတော့အဲ့ဒီမှာတော့3ခွန်ခွန်ချပေးသွားတာဖြစ်ပါတယ် sorry အဲ့ဒီမှာကျွန်တော်တုံညာကီးနှခယူတာမဟုတ်ဘူးပါတော့ 9ရေနှက်ခတ်ယူရတာဖြစ်ပါတယ်အဲ9ရေနှက်ခတ်ယူမယ်ဘာလို့အိမ်သုံးများနှက်ခတ်ခွန်ဆူပြီးရေးပြင်ထားတာဖြစ်ပါတယ်ဒီအပေါ်မှာလည်းအတူတူပဲဘာလို့သုံးများလေးလေးဒီပင်မှာအာ9ရေနှက်ခတ်ယူရမှာဖြစ်ပါတယ်9ရေနှက်ခတ်3ယူရမှာဘာလို့โอเคကျွန်တော်တို့ခဏနေမှာထပ်ပြီးတော့ဖြေးမယ်ဗောနော်ခုလိုလိုဆက်ကော်ရက်ရှင်လေးရှောက်တော့ခဏထားလိုက်အောင်မယ်ဗောနော်နောက်ထပ်တပင်ကိုလေ့လာကြအောင်ဒီမှာ9 3 3 key ဖြစ်မယ်ဗောနော် မတော်များ3ကီးမှာ3006ခြားပေးသွားတာဖြစ်ပါတယ်ခင်ဗျာ3006ဆိုတဲ့အတွက်ကြောင့်မို့အာဒီကီ3တလုံးကထိတ်စီးနေရာကဖြစ်မယ်ပေါ့နော်နောက်ထပ်တစ်ပြင်ခြားပေးလေးလာကြအောင်9နဲ့10နဲ့ပေါင်းတော့73 3ရဲ့နက်ပါပါဒီရှင်းဖြစ်ပါတယ်ဒီအရှိဆုံး3ရဲ့နက်ခတ်ထပ်ယူတယ်ပေါ့နော်3ရဲ့နက်ခတ်က9 3 8 9ကီး3လုံးထဲက89လေးခြားပေးသွားတာဖြစ်ပါတယ်ခင်ဗျာ ရှေကိုလေးဆိုတော့အထီးကြီးဒီသုံးလုံးထဲကရှေ့တလုံးထိတ်စီနေရတာဖြစ်ပါတယ်။ရှေ့လေး3ပေါ့နော်။ဒီမှာ9တုံများ3 300ဆိုတဲ့အတွက်အထီးကြီးသုံးတလုံးထိတ်စီနေရတာပဲဖြစ်ပါတယ်။နောက်တစ်ခုရှေ့ခွန်ထပ်ပေါင်းမယ်ပေါ့နော်။ရှေ့ခွန်ပေါင်းတော့ပေါင်းရှင်း15ရာတဲ့9ရင်ဘာဝ3ည9ရင်နှခတ်3 9တုံများ3အထီးကြီးမှာ963ရှာပြီးသွားတယ်ပေါ့နော်။ အဲ့ဒီအဲ့ဒီမှာတော့ကျွန်တော်အထီးကီးကနှလုံးစလုံးပေါ့နော်ငါကတော့ထိတ်၃ကတော့အပိတ်963 6နဲ့6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်6နဲ့6ပေါင်းတော့16 6ရဲ့ပါပါတဲ့6ရဲ့နှက်ခါက9 6 9ကီးဒီ၃လုံးထဲက6 8ခွန်6ပေးသွားခဲ့တဲ့အတွက်ကျွန်တော်ဒီမှာအထီးကီးက6ဒီထိတ်စီနေရာကပဲဖြစ်ပါတယ်9နဲ့9နဲ့ထပ်ပေါင်းမယ်ပေါ့နော်ပေါင်းချင်း14ရတယ် လေးရပါဝါဒီကိုလေးရနခကနေလေးကိုနေအတ္တိကီ၃လုံးဖြစ်ပါတယ်ရှောင်းရှောင်းရှိခွန်ပြီးတော့နိနိခွန်ဖြစ်ပါတယ်အတ္တိကီကတော့နေတလုံးထိစီနဲ့အလေထိနေရာမှာဖြစ်ပါတယ်ခင်ဗျာရှောင်းနဲ့ကိုနဲ့ထပ်ပေါင်းတာပေါင်းရှင်းဒီ15ရာတွေပေါ့နော်9 3 3အတ္တိကီ၃လုံးထက်က3 8 8ချပေးသွားတယ်ခင်ဗျာ3 8 8ဆိုရတဲ့ အထီးကြီးက3ဒလုံးထိတ်စီးနေရကဖြစ်ပါတယ်။နင်းနဲ့6နဲ့ထပ်ပေါင်းရမှာပေါ့နော်။နင်းနဲ့6ပေါင်းတော့ပေါင်းရှင်းရှင်းရတယ်။ရှင်ရနခကအရှင်ရပါပါ၃ရှင်ရနခတဲ့ရှင်တုံးတဲ့အထီးကီးတုံးလုံးထဲက၃တုံညာကိုခြာပေးသွားတယ်ပါနော်။ဒါကြောင့်မို့ကျွန်တော်အထီးကီးတုံးလုံးထဲက၃တလုံးထိတ်စီနေရကဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာဒီနင်းနဲ့၃နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း900ရတာဖြစ်ပါတယ်။9ရပါပါ၃ညာ ဒီရှေ့ဆုံး၅ရဲ့နှစ်ခါက3ဆိုတဲ့အတွက်အတွင်းကြီးအရာ9ည3ကီး3လုံးဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီကီး3လုံးဒီနိစာကနေစာပြီးတော့ထိစီနေရာကခြာပေးနေတာတွေ့ရတယ်ဗောနောခွန်ကွန်ကူ900ဒီကနေစာပြီးတော့ထိစီနေရာကတောက်လျှောက်ပေးနေတာတွေ့ရတယ်ခင်ဗျာโอเคကျွန်တော်ဒီ3905ခွန်ကီးမှာတော့665ဖြစ်ပါတယ်ဗောနော665ဆိုရတဲ့ အထီးကြီးငါးသလုံးက အပိတ်နေရာကဖြစ်ပါတယ်။ရှောင်းရှောင်းငါးပြီးတော့ဂိုးချောင်းနဲ့တုံများလေးလေးတုံများလေးလေးမှာငါးတုံများသုံးကြီးပေါ့နော်။တုံများသလုံးထိတ်စီးနေရာကဖြစ်ပါတယ်။နင်းနေတဲ့ရှင်းလေးသုံးချေချောင်းသုံးနှစ်တုံများကိုဒီခွန်ခွန်ကိုတပြန်အနီစာပြီးတော့ထိတ်စီးနေရာပေးနေတယ်ပေါ့နော်။ခွန်ခွန်ကိုခွန်တုံများတုံညာသုံးထိတ်သုံးခွန်ခွန်ရှစ်ထိတ်ရှစ်ကိုလေး၅ထိတ်၅၆၃ 6ထိတ်68 9ထိတ်နိနေခွန်3ထိတ်3ရှိရှိ3ထိတ်3တုံများကိုဒီမှာလဲကျွန်တော်5တုံများ3ကြီးဆိုပြီးရနေတယ်ဗောနော်ဒါပါဝါနခတ်ယူတဲ့နည်းဖြစ်ပါတယ်5တုံများ3ကြီးဖြစ်မယ်ဗောနော်ကျွန်တော်ဒီအပေါ်မှာတော့20နံပါတ်1အနေနဲ့အခုပြလိုက်တဲ့20နှစ်ခုဒီပါဝါနက်ခတ်ကီးဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့96ရဲ့93မြ3နဲ့တွဲလို့လဲဆင်ပြေမယ်ဗောနော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ